ားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ကတော့ Father Nicholas Jolinton Mero ရဲ့အစီအပါအသင်ဂိုင်းမှာဖုံးတော်ကြီးတစ်ပါးဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့အားလုံးဒီမှာ Mero နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Mero ရဲ့နည်းနည်းအားချက်တွေကိုဗီဒီယိုလေးတွေလုပ်ဖို့အတွက်ပြင်ဆင်နေကြပါတယ် Mero သခင်မကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ကက်သလစ်ခရစ်ယာန်တွေအတွက် စံနမူနာ ဖြစ်တယ်ဆိုတာအားလုံးတညီတညွတ်ထဲယုံကြည်ထားကြ မေတော့ကိုတရားကြီးညိုတယ်မေတော့ကိုအားကိုးတယ်မေတော့ကိုယုံကြည်ကြဘွယ်နာမတကာတို့ထဲကြီးမြတ်သောဘွယ်ဒူးများနဲ့မေတော့ကိုဂုံပြုကြဒီနေ့ကျွန်တော်တို့ဝင်ငှမဲ့အကြောင်းအရာကတော့မေတော်နဲ့ပတ်သက်ပြီးတော့အသင်းတော်ကနေပြီးတော့သတ်မှတ်ပေးထားတဲ့ဘွယ်နာမတွေတဲကမှအရေးကြီးဆုံးဖြစ်တဲ့အဓိက ယုံကြည်ရာအချက်အနေနဲ့လက်ခံထားကြတဲ့အသင်းတော်ကတွင်တင်တဲ့မေတော်ရဲ့ယုံကြည်ရာ၄ချက်ကိုကျွန်တော်တို့တီးကြစီကျွန်တော်တို့တင်ဆက်သွားမှာဖြစ်ပါတယ်။အဲ့ဒါတွေကဘာတွေလဲဆိုတော့ပထမတစ်ခုအနေနဲ့ Mary Mother of God မေတော်သခင်မဟာဖခင်သခင်ရဲ့မိခင်ဖြစ်တယ်ဆိုတဲ့ယုံကြည်ရာအချက်ဖြစ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ perpetual virginity လို့ခေါ်တဲ့ မေတော်သခင်မဟာသာဝရအပြုကညာစဉ်ဖြစ်တယ်ဆိုတဲ့ဒုတိယယုံကြည်ရာအချက်ဖြစ်ပါတတိယယုံကြည်ရာအချက်ကတော့ Immaculate Conception of Mary အပြည့်မဲ့ဒရေယူတော်မူသောသခင်မဆိုတဲ့တတိယယုံကြည်ရာအချက်ဖြစ်စရုဒ္ဓယုံကြည်ရာအချက်ကတော့ Assumption into Heaven ဆိုပြီးတော့မေတော်သခင်မဟာခန္ဓာရောဝိညာဉ်ရောကောင်းကင်ဘုံကို ိတ်ဆောင်ခြင်းခံရတယ်ဆိုတဲ့ယုံကြည်ရာချက်ဖြစ်ယုံကြည်ရာချက်ဒီညာကြီးရှိတယ်ဆိုပေမဲ့ဒီမေရုံနဲ့ပတ်သက်တဲ့ယုံကြည်ရာချက်၄ချက်ဟာကျွန်တော်တို့ကက်သလစ်ဘာသာဝင်တိုင်းမဖြစ်မနေသိထားသင့်တဲ့ယုံကြည်ရာချက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒီဟာကိုဒီယုံကြည်ရာချက်၄ချက်ကိုနှစ်ပိုင်းခွဲမယ်ဆိုရင်ပထမတစ်ပိုင်းကတော့ရှေးရှေးဦးအသိန်းတော်မှာကလေးက ညီလာခံတွေကနေပြီးတော့900စုကနေပြီးတော့600စုမှာဒီပထမယုံကြည်ရာအချက်နှစ်ချက်ကိုကျွန်တော်တို့သတ်မှတ်ပြတန်းပေးခဲ့တာဖြစ်ပါဒုတိယယုံဒုတိယအပိုင်းဖြစ်တဲ့ယုံကြည်ရာအချက်နှစ်ချက်ကတော့ပုံရံမင်းကြီးရဲ့မမမယုံနိုင်သောအခွင့်အာဏာကို အမိပြုပြီးတော့မတော်သခင်မကိုဂုံပြုတဲ့အနေနဲ့ဒီယုံကြည်ရာအချက်နှစ်ချက်ကို19ရာစုနဲ့20ရာစုမှာ တ်မှတ်ပြဌာန်းပေးထားတာကိုတွေ့ရပါတယ်။အဲ့လိုမျိုးယုံကြည်ရလေးချက်ရှိတဲ့တဲ့ကမှကျွန်တော်ကတော့အခု Mary Mother of God ဆိုတဲ့ဘုရားသခင်ရဲ့မိခင်ဆိုတဲ့ဒီယုံကြည်ရချက်နဲ့ပတ်သက်ပြီးတော့အနှဲငယ်ဝင်ငှသွားမှာဖြစ်ပါတယ်။ Mary Mother of God ဘုရားသခင်ရဲ့မိခင်ဆိုတဲ့ဒီယုံကြည်ရချက်ကို431ခုနှစ်မှာ Ephesus ညီလာခံမှာမေတော်သခင်မဟာ တေယိုတိုကိုစ်လို့ခေါ်တဲ့တေယိုစ်ဖျားတိုကိုဆိုတဲ့မွေးဖွားပေးသူဖျားကိုမွေးဖွားပေးသူဆိုတဲ့ဒီဓမ္မသင်းကြိုဆိုင်ရာဒီဇဂရက်ဖြစ်တဲ့တေယိုတိုကိုစ်ဆိုတဲ့ဒီဇဂရက်နဲ့ဂုံပြုတ်ပြီးတော့မှသတ်မှတ်ပြတမ်းပေးခဲ့တာဖြစ်ပါတကယ်တော့ဒီယုံကြည်ရာချက်ကိုပြန်ပြီးတော့ထောက်ရှုကြည့်တဲ့အခါဒီယုံကြည်ရာချက်ဟာဘယ်တော့တခင်မကိုဖျားရဲ့မိခင်လို့ပြောရခြင်းမှာ ခင်ခရစ်တော်ကကျွန်တော်တို့အတွက်ဘသူလဲသခင်ခရစ်တော်ကကျွန်တော်တို့ရဲ့ကယ်တင်ခြင်းသမိုင်းရဲ့အစိတ်အပိုင်းမှာဘယ်ကံနာကဘလို့ပါဝင်ပတ်သက်နေလဲဆိုတော့သခင်ခရစ်တော်နဲ့ဓာတ်ရိုက်ပတ်သက်ခြင်းကနေဆက်နွယ်နေတယ်ဆိုတာကိုကျွန်တော်တို့သိရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရှေးဦးအသင်းတော်မှာအယူဝါဒအမားတွေကိုတုံသင်ပေးတဲ့ခေအဆက်ဆက်တိုင်းမှာတုံသင်ပေးတဲ့အယူဝါဒအမားတွေကိုတုံသင်ပေးတဲ့သူတွေရှိခဲ့ အဲ့ဒီလိုမျိုးကျွန်တော်တို့ပြန်ကြည့်တဲ့အခါဒိုချက်တဇမ်လို့ခေါ်တဲ့ခရစ်တော်ဟာလူမဟုတ်ဘူးဖျားပဲဆိုပြီးယုံကြည်တဲ့မှားယုံတဲ့အယူဝါဒကိုတွန်တင်ပေးတဲ့သူတွေညောစတစ်ဇမ်လို့ခေါ်တဲ့ပုပ်ကို၃ပါးကိုမယုံကြည်တဲ့အဖွဲ့အစည်းတွေအာရီယန်နီဇမ်လို့ခေါ်တဲ့ခရစ်တော်ရဲ့ဖျားဇာတိကိုမယုံတဲ့သူတွေနက်စတိုရီယန်နီဇမ်လို့ခေါ်တဲ့ခရစ်တော်မှာ လူပုပ်ကိုနှစ်ယောက်ရှိတယ်ခရစ်တော်နဲ့လူသားနဲ့ဟာတသက်တသက်စီဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကမှားယွန်းစွာတွင်တင်ခဲ့တာဖြစ်တယ်အဲ့ဒီမှားယွန်းတဲ့အယူဝါဒတွေကို တိုက်ဖြတ်ဖို့အတွက် ကျွန်တော်တို့အသင်းတော်ရဲ့ဖခင်ကြီးတွေနဲ့အသင်းတော်ရဲ့ညီလာခံတွေကနေပြီးတော့ဒီဟာကိုပြန်လဲခြေပတဲ့အနေနဲ့ဒီလိုညီလာခံတွေအဖြစ်ကျွန်တော်တို့ကိုဆုံးဖြတ်ပေးခြင်းဖြစ်တယ်ကျွန်တော်တို့အခုဒီနေ့ပြောမယ်မေရီမာသော့ဂေါတာ ဘသူရဲ့အဆိုအရဖြစ်လာတာလဲဆိုတော့ Patriarch of Constantinople မှာရှိတဲ့ Nestorius ဆိုတဲ့လူပုဂ္ဂိုလ်ရဲ့မှားယွင်းတဲ့တွင်တင်ချက်ကြောင့်ဖြစ်တယ်။သူကခရစ်တော်ဟာဖျားတသက်လူတသက်ဖြစ်တဲ့အတွက်ကြောင့်သူတို့တလုံးတဝတည်းမရှိဘူးဆိုတာကိုသူကတွင်တင်တယ်။ဒီဟာကိုခြေပတဲ့အနေနဲ့ Cyril of Alexandria ကဘာပြောလဲဆိုတော့ခရစ်တော်မှာ ဟစ်ပိုစတာတစ်ဆိုတဲ့ဖျားဖြစ်နေတဲ့အချိန်မှာလူလူနဲ့ဖျားဟာခွဲလို့မရပဲတလုံးတဝတည်းရှိတယ်ဒါပေမဲ့သူ့မှာလူပုဂ္ဂိုလ်ဟာတယောက်တည်း one person and two nature ဆိုတဲ့တဘာဝဖြစ်စဉ်နှစ်ခုဟာတစ်ချိန်နဲ့ကြပြိုင်နဲ့အတူတကွရှိနေတယ်ဆိုတာကိုကျွန်တော်တို့ကိုသွန်သင်ပေးပါဒါကိုကြည့်ခြင်းအဖြစ်ခရစ်တော်ဟာဖျားလေးဖြစ်တယ်လူဖြစ်တယ်ဆိုရင် လူဖြစ်တဲ့ခရစ်တော်ရဲ့မိခင်ဟာဖျားဖြစ်တဲ့ခရစ်တော်ရဲ့မိခင်ဖြစ်တယ်မေရီမာသာော့ဂေါ့ဆိုတဲ့တေယိုတုတ်ကိုဖျားကိုမွေးဖွားပေးသူဆိုပြီးတော့အဲ့ဒီညင်းဆိုချက်ကိုခြေပခဲ့တာဖြစ်ပါကျမ်းစာအဖြစ်ပြန်ထောက်ရှုကြည့်မယ်ဆိုရင်လေတမကျမ်းစာမှာတေယိုတုတ်ကိုဆိုတဲ့ဖျားကိုမွေးဖွားပေးသူဆိုတဲ့ဒီဇဂရက်ကိုတိုက်ရိုက်မတွေ့နိုင်ပေမဲ့ဒါပေမဲ့အဲလိဇဘက်ဖျားရဲ့မိ လူကာရှင်လူကာခရစ်ဝင်အခန်းကြီး43မှာအလိဇဘက်ကမယ်တော်ကို တွေ့တဲ့အချိန်မှာကျွန်ုပ်ရဲ့သခင်ရဲ့မယ်တော်ကို ကျွန်ုပ်ရှီလာဖို့ကျွန်တော်ဟာဘလို့ထိုက် ကျွန်မဟာဘလို့ထိုက်တံပါလဲဆိုပြီးမေးခဲ့တာကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ယုံကြည်တဲ့သခင်ခရစ်တော်ဟာရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အခန်းငယ်14မှာနှုတ်ကပတ်တော်နှုတ်ကပတ်တော်သည် လူဇာတိအဖြစ်ကိုယူဆောင်ယူဆောင်တော်မူသည်ဆိုတဲ့ သူ့ရဲ့ incarnation လို့ခေါ်တဲ့ဖခင်ကလူအဖြစ်ယူခြင်းဆိုတဲ့ဒီရာတွေကိုထောက်ရှုစဉ်းစားခြင်းအဖြစ်တစ်ချိန်တည်းမှာပဲဂလာတိဩဝါဒစာအခန်းကြီး4မှာမိမဝမ်း၌ပရိသတ်တွေယူ၍ပြညတ်တရားအောက်၌ဖွားမြင်ရသော သားတော်ကိုဖခင်သည်ဆေလွတ်တော်မူသည်ဖခင်သည်သူ့ရဲ့သားတော်ကို လောကကိုဆေလွတ်တယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရပါ ဒါတွေကိုပြန်လဲခြုံခြုံငုံကြည့်ခြင်းအဖြစ်ခရစ်တော်ဟာဖျားဇာတိတော်၌ဖျားနဲ့အတူရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လူသားတွေကိုကယ်တင်ဖို့အတွက်လောကကိုသူတို့ဆင်းကြွလာတဲ့အချိန်မှာဖျားဇာတိလူဇာတိဒီအဖြစ်နှစ်ပါးနဲ့သူဟာတဘာဝဖြစ်စဉ်နှစ်ခုနဲ့လူပုဂ္ဂိုလ်တယောက်တည်းမှာပဲရှိနေခြင်းအဖြစ်ဒါတွေကိုကြည့်ခြင်းအဖြစ်မေတော်သခင်မကိုဖျားရဲ့မိမေတော်ရဲ့ မေတော်ဟာဖရာရဲ့မိခင်ဆိုတဲ့ဘွဲနဲ့ကျွန်တော်တို့ဂုံပြုကြခြင်းဖြစ်ပါတယ်။သမိုင်းကြောင်းအရပြန်လဲကြည့်မယ်ဆိုရင်လေဒီညီလာခံကိုညီလာခံကမတတ်မပေးခင်ကတည်းက Coptic Orthodox အသင်းတော်မှာ250 AD 250မှာ Sutum Presidium လို့ခေါ်တဲ့ Mother of God ဆိုတဲ့ဇဂယက်ကိုတချင်းမှာတိုက်ရိုက်ထည့်သွင်းအသုံးပြုလာတာကိုကြည့်တွေ့နိုင်ပါတယ်။ ချိန်ထဲမှာပဲ430ခုနဲ့ FSU ညီလာခင်မတိုင်ခင်ကတည်းက origin လို့ခေါ်တဲ့အသင်းတော်ရဲ့ဖခင်နေသီအိုတိုကို့မေရိုဂိုဖခင်ရဲ့မိခင်ဖြစ်တဲ့အချိန်ထဲမှာပဲ Alexandria Alexander of Alexandria Senate of Antioch Eusebius of Caesarea အစရှိတဲ့ပုံကိုယ်တွေရဲ့အသင်းတော်ရဲ့ရှေးဦးတမိုင်းမှာရှိခဲ့တဲ့ပုံကိုယ်တွေက မေရောတခင်မဟာဖျားရဲ့မိခင်ဖြစ်တယ်ဆိုတဲ့စကလုံးကိုတုံးဆွဲဖို့တော့သူတို့ဟာတုံးဆုပ်ခဲ့ခြင်းမရှိတာကိုတွေ့ရဒါကိုပဲပို့ပြီးတော့အားဖြည့်စေခြင်းလို့ Council of Chechedan ဆိုတဲ့453မှာဒီကဖြစ်လာတာကသခင်ခရစ်တော်ကိုဖျားလူအဖြစ်လက်မခံကြခြင်းကြောင့်ဆိုတဲ့အဲ့ဒီအယူဝါဒအမှားတွေကိုတိုက်ထုတ်ပေးဖို့အတွက်ဒီနေရာမှာကျွန်တော်ဟာ ပြောခြင်းနဲ့စကားကမေတော့သခင်မကိုဘာကြောင့်ဖခင်ရဲ့မိခင်ဖြစ်တယ်သခင်ခရစ်တော်ဟာဖခင်ဆင်စစ်လူဆင်စစ်ဖြစ်တယ်ဆိုတာကိုဒီ Council of Ephesus ညီလာခံပြီးပြီးတော့နောက်ထပ်ညီလာခံတစ်ခုဖြစ်တဲ့ Council of Chalcedon 450ခုနှစ်မှာအတိအလင်းပေါ်ပြထားတာကိုတွေ့ရပါဒီထဲမှာဘာပြောထားလဲဆိုတော့ The Son ဆိုတဲ့ခရစ်တော်ဟာ တယောက်သေးဖြစ်တယ်သူညီတယ်သူ့ရဲ့ divine ဆိုတဲ့ဖျားဖြစ်ခြင်းနဲ့လူသားဆိုတဲ့လူသားဖြစ်ခြင်းဟာသူညီတယ်အတူတူရှိနေတယ်အချိန်ထဲမှာပဲသူ့ရှိမှာဖျားနဲ့ဖျားဇာတိတော်၌ခမီးတော်နဲ့ဖျားဇာတိတော်၌ဟိုးအရင်ကလေးကတည်ရှိနေတယ်ဒါပေမဲ့လူသားတွေကိုကယ်တင်ဖို့အတွက်ချင်းချက်လာတော့အချိန်ရောက်လာတော့အခါသူဟာ လူအဖြစ်ယူတယ်ကျွန်တော်တို့ကိုကဲတင်ဖို့အတွက်ဒါပေမဲ့ကျွန်တော်တို့ကဲတော့လောကမှာလူသားတယောက်အနေနဲ့အသက်ရှင်ပေမဲ့အပြစ်ကလွဲလို့သူဟာလူသားတယောက်အနေနဲ့သူဟာအသက်ရှင်ခဲ့တယ်ဆိုတာကိုထောက်ရှုကြည့်ခြင်းအဖြစ်မေတော်သခင်မဟာဖရာရဲ့မိခင်ဖြစ်တယ်ဆိုတဲ့ဒီဟာကို ကျွန်တော်တို့ပို့ပြီးတော့လေးနဲ့စီတယ်ပို့ပြီးတော့အားကောင်းစီတာကို တွေ့ရပါဒါကိုပဲအသင်းတော်ရဲ့ တုံသင်ရာအချက်ဖြစ်တဲ့ကက်သလစ်အသင်းတော်ရဲ့မြတ်တော်အယူဝါဒမှာခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်၃ပါးတစုဖျားရဲ့ဒုတိယပုဂ္ဂိုလ်ကိုဘယ်တော့သခင်မအမှန်တကယ်သူ့ရဲ့ဝမ်းကြာတိုက်မှာလွယ်ပြီးမွေးခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့ကိုတုံသင်ထားတာကိုတွေ့ရပါဒီလိုနဲ့1930ခုနှစ်မှာဒီ Council of Ephesus ညီလာခံကိုကျင်းပပြီးတော့ နှစ်ပေါင်း1500ပြည့်နှစ်မှာပုံရဟန်းမင်းကြီးစတရောက်မြောက်ပီယူကနေပြီးတော့သူ့ရဲ့စာဂျွန်တော်ဖြစ်တဲ့ loose veritatis မှာမေရောတက်မေရောရဲ့သားဟာဖျားဆင်စစ်ဖြစ်တယ်ဆိုရင်ဖျားရဲ့အမေလို့ခေါ်ဖို့ကျွန်တော်တို့မှာဘာကြောင့်တွန်းဆုတ်နေဖို့လိုအပ်တယ်လဲဆိုပြီးတော့ကျွန်တော်တို့ကိုတွန်းတင်ဒီပထမဆုံးညီလာခံဖြစ်တဲ့မေရီမာသရော့ဂေါ့ကိုသင်ခွဲညီကိုတွေကလည်း ညီလာခံကဆုံးဖြတ်တဲ့အတွက်သူတို့ဟာညင်းဆိုဖို့အတွက်သူတို့ဘလို့မှကန့်ကွက်ခြင်းမရှိကြောင်းကိုလည်းကျွန်တော်တို့တွေ့ရပုံရံမင်းကြီးယောဟန်ပေါလုဒုတိယမြောက်ယောဟန်ပေါလုကသူ့ရဲ့ encyclical letter ဖြစ်တဲ့ Redemptoris Mater မှာဖျားသခင်ပေးတဲ့မေတော်သခင်မကိုပေးတဲ့အကြီးမားဆုံးသောလက်ဆောင်ဖြစ်တဲ့ဖျားရဲ့မိခင်ဆိုတဲ့ဘွဲ့ဟာဆိုပြီးကျွန်တော်တို့ကိုတွင်တင်ဒုတိယဗာတီကန်ညီလာခံကနေပြီးတော့မှ ရေးသားပြဋ္ဌာန်းထားတဲ့စာကြုံတော်များနဲ့မှလူမန်ဂျန်စီယုံဆိုတဲ့အသင်းတော်နဲ့ပတ်သက်တဲ့စာကြုံတော်ရဲ့အခန်းရှစ်မှာမေရောသခင်မကိုဂုံပြုတဲ့အနေနဲ့မေရောသခင်မကဘုရားရဲ့မိခင်ဖြစ်တယ်၊ထာဝရအပျိုကညာစဉ်ဖြစ်တယ်ဆိုပြီးတော့တွန်သင်ထားတာကိုတွေ့ရပါတယ်။ဒီချက်တွေကိုပြန်လည်သုံးသပ်ကြည့်ခြင်းအဖြစ်မေရောသခင်မဘုရားရဲ့မိခင်ဖြစ်ရခြင်းဆိုတာသခင်ခရစ်တော်ကြောင့် ခရစ်တော်ဟာဖျားစင်စစ်လူစင်စစ်ဖြစ်တယ်။ဒါကြောင့်လူသားရဲ့မိခင်ဆိုရင်ဖျားရဲ့မိခင်လည်းဖြစ်ရမယ်ဆိုဆိုတဲ့အတွက်ကြောင့်အဲ့တော့သခင်မတတူးတခြားဂုံပြုထားခြင်းကိုကျွန်တော်တို့တွေ့ရတယ်။သူမရဲ့နှိမ့်ချခြင်းအဖြစ်ဖျားရဲ့စီမံကိန်းမှာ သူမကိုကိုလုံးလုံးလျားလျားပါဝင်တာကို ကြည့်ခြင်းအဖြစ်အဲ့တော့သခင်မဟာကျွန်တော်တို့အားလုံးအသင်းတော်ကနေပြီးတော့ကြုံကြည်ယုံကြည်ရာချက်နေနဲ့တုံသင်ထားတဲ့ တရားရဲ့မိခင်ဖြစ်တယ်ဆိုတော့ဘွဲ့နာမတကာတို့တဲ့ကြီးမြတ်တဲ့ဘွဲ့နဲ့ထိုက်တန်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးယုံကြည်လက်ခံကြဒါကြောင့်ဒီညီလာခံကျင်းပပြီးတော့432ခုနှစ်မှာဒီညီလာခံကိုကျင်းပပြီးတော့ပထမဆုံးဂုံပြုတဲ့အနေနဲ့တကဘာလုံးမှာရှိတဲ့ဖျားเจ้าတော်ရဲ့မိခင်เจ้าတော်ဖြစ်တဲ့မိခင်မိခင်เจ้าတော်ကြီး၄ခုဘာစီလီက၄ခုတည်းကတစ်ခုဖြစ်တဲ့ မေရီမေဂျဲဆိုပြီးတော့မေရိုရဲ့ကြီးမြတ်တော်မူသော သခင်မဆိုတဲ့ဂုံဂုံပြုတ်ပြီးတော့ဖះเจ้าကိုဆောက်လုပ်ပြီးတော့ကျွန်တော်တို့ဂုံပြုတ်တာကို ကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ဒီမေရိုသခင်မဖះရဲ့မိခင် ဖြစ်တယ်ဆိုတဲ့ယုံကြည်ရာချက်ဟာမမားမယွနိုင်သောညီလာခံကနေဆုံးဖြတ်သောယုံကြည်ရာချက်ဖြစ်တယ်။ဒါအားလုံးကျွန်တော်တို့အားလုံးယုံကြည်လိုက်နာရမှာဖြစ်တယ်ဆိုပြီးကျွန်တော်တို့ကိုတုံသင်နေခြင်းဖြစ်တယ် ဒါကြောင့်ကျွန်တော်တို့ခရိယန်တူးစီတိုင်းအတွက်ဒါမဖြစ်မနေသိထားတဲ့နဲ့ဘယ်တော့သခင်မကိုအသိန်းတော်ကနေပြီးတော့ဖခင်ရဲ့မိခင်ဆိုတဲ့ဒီဘွဲနာမတကာဘွဲနာမနဲ့ဂုံပြုနေခြင်းဖြစ်ပါတယ်။ပွဲတော်ကိုဇန်နဝါရီလ1ရက်နေ့တတရဲ့အစမှာမေရောအဖြစ်မေရော၌ကျွန်တော်တို့အနံပြီးတော့နှစ်တစ်ကိုစတင်ဖို့အတွက်ကျွန်တော်တို့အားလုံးအမိအသိန်းတော်ကကျင်းပဖို့အတွက်ကျွန်တော်တို့ကိုတုံသင်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့်တင်ညီလာခံအကြောင်းကိုတည်ကျဲအဖြစ်အဲ့တော့တကယ်မှဖရားရဲ့မိခင်ဖြစ်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့နှလုံးသွင်းလျက်ပြီးတော့တခင်မကဲ့သို့ကျွန်တော်တို့ကြင်ကြံနေထိုင်နိုင်ဖို့အတူတကွစူးစမ်းကြပါစို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်